ဗတ္တဝဂီညီနောင်၃ချိတ်ဘာ၃ချိတ်လဲဗတ္တဝဂီဗတ္တဆိုတာကောင်းသောဝက်ကဆိုတာကအစုကောင်းတဲ့အလုတ်ကိုစုပေါင်းလုပ်လို့အဲ့ဒီတန်ခါ30ကိုဗတ္တဝဂီလို့ဒီလိုခေါ်တယ်။ကောင်းတဲ့နေရာမှာ စုပေါင်းရင်ဘာဝဂီဗတ္တဝဂီမြတ်စွာဘုရားကတော့တင်စားတယ်ပြားတွေရဲ့စုပေါင်းခြင်းမျိုးပဲတဲ့ဒီနေရာမှာပြားကောင်လေးတွေစုပေါင်းတယ် ်ရင်ကောင်တွေလဲစုပေါင်းတယ်ရင်ကောင်တွေကမကောင်းတဲ့နေရာမှာသွားပေါင်းတယ်အမိုက်ပုံတို့ဟာအပုတ်အဆတ်တို့မကောင်းတဲ့နေရာမှာရင်ကောင်တွေတည်ယုံယုံနေတယ်ပြားကောင်တွေကအဲ့လိုနေရာမှာသွားပြားကောင်တွေကလှလှပပရှိတဲ့ပန်းလေးတွေနေရာမှာတွားတာလှလှပပရှိတဲ့ပန်းလေးတွေကမှပန်းဥကြီးလေးတွေစိုးပြီးတော့သေးကြခိုင်မာတဲ့နေရာမှာအုံဖွဲ့ပြီးတော့မိုးရွာလေတိုက်ရင်ရှားဖွေတဲ့အခ အဆင်မပြေတဲ့အခါမှာစားဖို့အစဉ်စစ်ဖြစ်အောင်ညီညီညွတ်ညွတ်တက်တက်ညီလက်ညီနဲ့စုပေါင်းကြတယ်တဲ့ပြားတွေရဲ့အလေကလေအဲကြောင့်မြတ်စွာဘုရားကပြားကိုပုံပြုအယေစု၍ထားမှုလိမ်မှာလွန်ချမ်းသာ၏တဲ့ချက်သားတို့ပြားတွေလိုကျင့်ကြပြားတွေလိုကျင့်ကြလို့ပြောပြားတွေဟာပန်းအိုကြီးလေးတွေသွားဆုပ်လိုက်လို့ပန်းမှာအလှလည်းပြည့်မသွားပန်းအိုကြီးလေးတွေသွားဆုပ်လိုက်လို့ပန်းမှာအနံ့လည်းပြည့်မသွားဟာကို့အတွက်လည်းပဲလုံလုံချုံချုံသိမ်းဆဲထားတယ် အဲကြောင့်ပြားတွေရဲ့စုပေါင်းခြင်းဟာဗတ္တဝေကီလို့ဒီလိုပြောလို့ရရင်ကောင်းနေကြတော့ဟာစုပေါင်းလိုက်တာ မကောင်းတဲ့အနတ်မကောင်းတဲ့နေရာမှာသွားပြီးစုတယ်စုစုဆောင်းဆောင်းရှိလားဆိုတော့ဘာမှစုစုဆောင်းဆောင်းလည်းမရှိဟာလူတွေကဒုက္ခပေးဖို့ပဲမျက်စိပေါ်နားလိုက်နားထဲဝင်လိုက်ဟိုဝင်လိုက်ဒီဝင်လိုက်နဲ့ဒီရင်ကောင်းကိုဘယ်သူမှမနစ်သက်ပြားကိုပုံစုပြားကိုပုံပြုအရေးစု၍ထားမှုလိန်မှာလွန်ချမ်းသာ၏ရင်ကောင်းတော်မှာ ရင်ကတော်တုံဝမ်းဝယုံမြရှာကမပြတ်မရငတ်ဤတဲ့ရင်ကောင်နေကြတော့တိမ့်စီထားတာဘာမှမရှိဘူးရှာလို့ရရင်ရမရရင်ငတ်တာပဲဟုတ်လားအဲကြောင့်ခဏိသူတော်ကောင်းတို့တို့စုပေါင်းခြင်းနှမျိုးမှာပြားကောင်နေလို့စုပေါင်းခြင်းဟာဗဒဝဲကြီးဒီလိုမှတ်ကြနော်မကောင်းတဲ့နေရာမှာမစုမိစေနဲ့ကောင်းတဲ့နေရာမှာစုမိဖို့ဥစဉ်ပြောကြနေတာပါ